ဒီနေ့ဒီ1389ခုနှစ်ရင်ကျော်လာပြီးမိဒမခါတော်နေဖြစ်ပါတယ်။ရင်ကျော်လာတွင်သင်္ကန်းသားမှာမင်းနေတယ်ကတော့ဒီလိုတော့ဒီမြတ်စွာဘုရားရှင်ဟာစီမိတဆောင်ညှိဆောင်ထွန်းလင်းပူဇော်ခြင်းဟောတော်ဆန္ဒတိုင်းရင်ကျော်လာတွင်မိတွန်းဝယ်ပြုလုပ်ကြတယ်။သာဝိန္ဒနဲ့ပြည်နိုင်မိဒမတရားဟောကြားတော်မူခဲ့ပြီးကိုကြောက်မိပြီ။ရင်ကျော်လာပြီးနေ့ကိုမိဒမခါတော်နေမြတ်ဟုသတ်မှတ်ပူဇော်ကြတယ်။ မြတ်စွာဘုရားသည်မဂုလတောင်၌သရမဝါဆိုတော်မူပြီးနာသတ္တမမာကိုတာဝရိသောနတ်မြေကိုကြွတော်မူပြီးမေတော်ဖြစ်ခဲ့ပြီးသောတန်တုံတိဒါနတ်တော်မူပြီးနောက်ကရတဲ့တောင်းမှာစူဝေးရောက်လာကြကုန်တော့လက်ပြမှာပေါင်းတော့ပါအာရင်း၃လကာလတောင်းဝေးမှာညဟောကြားတော်မူခဲ့ပါတယ်။တရားဟောကြားပြီးဝါကျွန်းတော်အခါတရားမင်းဖန်ဆင်းသည့်ဇောင်းတန်းသုံးပတ်ဖြင့်လူပြေလူပြေသင်္ကန်းတဏ္ဍာကိုမြည်တော့လက်ပြမှာပေါင်းဆိုင်ရလေးဆင်းသက်တော်မူခဲ့တယ် ရောဂံမင်းနဲ့တကွာတော့မိလူတော့ဒီစီမိတဲ့ဆောင်ထုံတာမြတ်စွာဘုရားကိုတူတူကြတယ်ဤခါမဆက်ရဗုဒ္ဓဘာသာဝင်ယဟန်ရှင်မိသူတို့ဒီသရင်ကျုပ်လာပြည့်လို့ရောက်တော့တာစီမိတဲ့ဆောင်မိထောင်ထုံးလင်းပူဇော်ကြခြင်းဖြစ်တယ်သရင်ကျုပ်ဒီရခါအများမိသူတို့နေပြီးမြတ်စွာဘုရားရှင်ဟာပူဇော်တော်အပြင်စီမိပူဇော်ထုံးညင်းကိုတာလေးနဲ့ပြုတတ်လို့ရှိဆောင်မယ်နိဒာရမှာ မိယေရှုသခြင်းကိုယဉ်ညွတ်၍မိဓမ္မတရားကိုဟောကြားတော်မူခြင်းဖြစ်ပါတယ်။ဘယ်ကြောင့်လာပြင်းနေကိုမိဓမ္မခါတော်နေဆိုဆိုစင်မီတုံးပူဇော်ပဲလို့ပြောပြောဆိုပါနေမြင်သည်ဒီမှာလူမျိုးများအတွက်လည်းမကထေရဝရဘုရားဘာသာဝင်တိုင်းရင်းသားလူမျိုးအားလုံးနဲ့သက်ဆိုင်ပြီ။ယေရှုတော်ရှင်မြတ်ဗုဒ္ဓကိုယဉ်မှတ်၍စင်မီပူဇော်သည့်ယဉ်ကျေးမှုဇေလာမှာဒီနေ့ထပ်တိုင်းထုံးကားနေခြင်းမှာပဲ။ ဘုရားနာမနာထုံးလင်းတောင်းပန်နေတဲ့နာဖြစ်ပြီလေ။ညီတိတိုင်းရင်သားလူမျိုးမစုံမိမိတို့ရည်ကျင်းပုံစံနာတမျိုးမျိုးဖြစ်ပေါ်တော်ခြင်းတွေကောင်းသောကုသိုလ်မြတ်သောအမှုသာဖြစ်တဲ့စင်လာကောင်းပြီဘာသာရေးအချိန်ခံပြီးတော့မှကာရုံနေ့စင်မီထုံးပွဲတော်ပဝါရဏနေ့မြင့်မုံပြီးပူဇော်ပွဲစနေခြင်းတမျိုးမဟုတ်တမျိုးကိုပြုလုပ်ပြီးကောင်းမှုပြုကြတယ်အဓိကမှာတော့ ဗိဓမာနီရတော်ကိုနာကြားပူဇော်ပြီးတရင်ကျော်လာသိနေတဲ့မြတ်စွာဘုရားရှင်တာဝန်ဤနာနတ်မြေမှာဆင်းသက်တော်မူခြင်းဖြစ်သည်ဤတွင်မြတ်စွာဘုရားရှင်တာဝန်ဤနာနတ်မြေမှာလူပြည်သူပြန်ကြွတော်မူသောကမြတ်ဗုဒ္ဓကလောကဝိဝရဏတကောတော်ဖြင့်အယေတရိစ္ဆံလူနတ်မြေမှာတတဝါချင်းချင်းဒါစီမရှိမြင်တွေ့ပုံမြော်ဝင်ရသည်သူခဲ့ခြင်းဖြစ်ပါလောကလူသားကောင်းကျိုးအတွက်မြတ်စွာဘုရားရှင်သည် ဝိညာဉ်တ attva အပေါင်းအလုံးမကြံပုမြောက်ခွင့်ကိုရရှိခဲ့ရမြတ်စွာဘုရားရှင်ကျေးဇူးတော်မှာကြီးမားတာပါမြတ်စွာဘုရားရှင်ဂုံကျင်းသူအောင်မေစင်ကြီးနဲ့မြတ်စွာဘုရားရှင်ဟောကြားတော်မူသောပြည်တော်မှာနေရတော်မူနာယူအာရုံပြု၍ကုသိုလ်သူကိုရယူနိုင်ကြမည်ဖြစ်ပေလင်းကျော်လာပြည့်နေသည်ဘုရားယရဏဘုရားယရဏတန်ခါယရဏဒီဟုသောယရဏ၃ပါးစလုံးယေရှုကိုယ်စွန်နိုင်သောနိမ့်မြတ်ကြီးထူကဲလာမည် မြတ်စွာဘုရားတကောတော်အမိဓမ္မာတရားတော်နဲ့ဉာဏ်တော်တို့ဉာဏ်ညူပွဲပွားရတာနေ့ကိုမြင်တွေ့နိုင်တယ်။ယဟန်တော်တို့သည်တရင်ကျွလာပြီးတော့ကအမြင်ညွတ်စည်းဝေးကြ၍ဖေစင်လိုက်ငါရှင်တို့တန်ခါကိုဖိတ်ကြပါ၏။မြင်၍ဖြစ်စဉ်ကြား၍ဖြစ်စဉ်ယုံမှန်ပြီးစေ။အရှင်တို့သည်ကျွန်ုပ်အားစင်တနာခြင်းကိုကြောင်းပြုရောက်ကြကုန်တော့မြင်သည်ရှိသောကုသပါအဟုဝါရဏမြူခြင်းသည် ကျက်တည်မင်္ဂလာကောင်းခြင်းပြပြနဲ့ပြည့်စုံပြီ။ဤတော့ငုံမြတ်သောမှုကိုယဟန်တော်ပြုတတ်ခဲ့သောလူတို့နေပြီးမြုပ်မယ်ဆိုလို့ရှိရင်မြင်မြအကျိုးသူမီကိုမှန်းစာရေးပြန်နိုင်တဲ့ဖြစ်ပါ။မြင်မြငြင်းချမ်းတရားဝါပြောမီကိုပြောနိုင်ရေးပြန်နိုင်တဲ့ဖြစ်ပါ။သို့တော့လူတို့လူတို့နေပြီးရန်တော့ခဲ့တဲ့ပြုနိုင်ကြပါဘူး။သို့ဖြစ်ရန်တရင်ကြိုလာပြီးနေပြီးမြန်မာတို့ဤဘာသာရင်ချင်းကိုချင်းယုတ်စင်နာမှပြည့် စိတ်ကျဉ်းနှူးချမ်းမြေ့ပွဲမိထုံးပူတော်ဝဲနေတဲ့နေဟုဆိုနေတဲ့မိကျေးဇူးဆန်သောနေ့အမိဓမ္မခါတော်နေ့မြတ်စွာဘုရားရှင်ကိုဒီမန်းပူတော်သောနေ့ဝါရဏံသူသောနေ့ဟုယုံမြတ်သောတရားဆန္ဒဖြင့်ကုသိုလ်ပြုကြမည်ဆိုလျင်ထိုကဲ့သို့ကောင်းမှုကုသိုလ်များရရှိကြရည်ဖြစ်ပါကြောင်းမိဓမ္မနေ့ဒီအကြောင်းတစ်စိတ်တစ်စောင်းဖော်ပြလိုက်ပါတယ်